မင်္ဂလာပါရှင်ဒီနေ့မှာတော့စီတမင်းလေးထူစားပြလို့အားလုံးလည်းလိုက်လှူစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ဒေဦးလေးပူလာရင်စီထဲပါတယ်စီပူလာရင်တော့နည်းနည်းမို့အနေနဲ့ထဲပါတယ်ဒီနေ့ကတော့အလွယ်တကူပဲအိန္ဒိယစတိုးဝယ်လာတဲ့ကျက်သွန်ဒီကျော်လေးကိုပဲစီပူပေးလိုက်ပါတယ် ပြီးရင်ချက်ချင်းပြန်ဆဲပါရရှင်။အကြာကြီးထားလို့ရှိရင်တူးတော့မှာဆိုလို့ပါ။ဒီနှစ်နာရီလောက်ကြိုပြီးတော့စိန်ထားတဲ့ကောင်းရင်းဆန်လေးကိုထည့်ပေးလိုက်ပါတယ်။တကြားတစုံထည့်ပါတယ်။ ဆာအနေငယ်ထဲပါတယ်အရသာလေးတွေနှံ့အောင်အောင်လို့ခုလိုမျိုးလေးမှုပေးလိုက်ပါတယ်ဖုံးလေးအုပ်ပြီးတော့တဲထားလိုက်ဖုံးလေးလှက်ပြီးတော့မှုလိုက်နဲ့မကြာခဏပြုတ်လုပ်ပြရပါတယ် ကောင်းရင်းဆန်လေးတွေတေချာလေးအနက်ညီအောင်လို့ပါရှင်ခုဆိုရင်တော့ကောင်းချင်းစံလေးတွေလည်းပျော်လာပါပြီ။ စီထမင်းကဂျိုးတူးလဲစားလို့ကောင်းတာမို့လို့အထက်အောက်လှန်ပေးရင်းနဲ့ပဲထိုးပေးသွားလိုက်ပါတယ် ခုဆိုရင်တော့စီထမင်းလေးရပါပြီရှင်ဘက်ပြုတ်လေးရဲ့ကျက်သွန်လေးကြော်လေးရဲ့နှမ်းလေးရဲ့အုံးစံဘက်လေးရဲ့စားလေးနဲ့ငယ်ထည့်ပြီးတော့စားလို့ရပါတယ်အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်